မက်ကီလီဇင်ပေါ့နော်ကီလီဇင်ရဲ့ပြီးတော့ဟိုအမရဲ့အမတယောက်ရှိပါသေးတယ်မက်ကီလီဇင်ဆိုတာပေါ့နော်ကျွန်တော်နဲ့ကတော့ခင်ခဲ့တာခင်နေတာအရင်လိုကြာခဲ့ပါပြီအာကျွန်တော်ဟိုဟိုတနေ့ကပဲအဆေးရုံမှာတော့ကြည့်သေးရပေါ့နော်ဆိုတော့အဲတုန်းကတော့အစကားတွေပါတယ်ညနေပါပြောနေသေးရပေါ့အခုတော့ဒီကအဆုံးသွားတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဒါမူဗီတစ်ခုကြည့်နေရင်လည်းအဆုံးသွားတယ်ဆိုပြီးတော့မှသိရတဲ့အတွက် စိတ်မကောင်းပါဘူးပေါ့လေဟုတ်ကဲ့ less is please ပေါ့နော်ဒါသူလည်းဒါဒီဒီမှာနည်းနည်းသွားပါပြီပေါ့နော်အဲဖရားကောင်းကြီးမှာပါဟုတ်ကျွန်တော်မြင်တာပေါ့နော်ကျွန်တော်လည်းအနေနဲ့တွေ့နေရတယ်ဒီလိုဒီရောက်ကဒီရှင်ထဲမှာတကယ်ချစ်တယ်တကယ်ခံစားရမှဒီလိုအရာမျိုးတွေဆိုတော့လို့ရတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီကေခံစားနေကြရတယ်သူတို့ဒီကေကတော့ကိုယ့်ရဲ့ဒါမွေးမွေးမဟုတ်ဘဲနဲ့လေဒါကျွေးမိကြတာပေါ့နော်ဆိုတော့ အကုန်လုံးရှင်ကျဲမတ်ခံစားနေကြရတာဖြစ်ပါတယ်။ဝင်စင်ကောင်းပါအောင်ကြည်ရတာဟုတ်။အာသူသမီးနှခါလာခဲ့တာပါ။အမားတို့ညီမညီတို့ကတော့ခံစားနေရမယ်ဆိုတော့သိရပြီးရရလာပြီးရမှဒီရမှအားဖြစ်ပြီးတာဖြစ်ပါအမားတို့ကပြည်ပြီးရစိတ်ခေါ်လဲဒီပြီးရမှဖြစ်အောင်ပေါ့နော်။ဆိုတော့ဒီဟုတ်ကဲ့။အဲကျွန်တော်ကပေါ့နော်ဒီလိုမျိုးအတားရိုက်ခက်ကိုကျွန်တော်ကနိုင်ရေးပို့သွားရတဲ့မှာကျွန်တော်ပါပါတယ်အဲလူမျိုးပေါင်းစုံမယ် ကျွန်တော်ကအစ္စလာမ်ကဗုဒ္ဓဘာသာရောတခြားဘာသာတွေရဲ့ကိုယ်ဝန်းမှာဒီပတ်သက်ပတ်သက်ကြောင်းတွေရှိနေတဲ့အပေါ်မှာအပြောရအောင်ဆုံးမှုဆိုတာနဲ့ဒီပြီးတော့ဖိဆုံးရနေပြီးတော့ကျွန်တော်အနေနဲ့တွားပြီးရှိပါတယ်ရှိတော့အအနေနဲ့ဟိုပေါ်တော့တွေ့နေရတဲ့မိသားစုတွေပူဆွေးနေရတဲ့ဘသူပဲစုံစုံတကယ်မိသားစုဝင်တယောက်လို့ဒီကျွန်တော်လည်းအနေနဲ့ခံစားရတယ်ပေါ့ဒါပေမဲ့တစ်ခုသိလိုက်ရတာကလူဘဝမမြဲဘူးဆိုတာရယ် ဒါအကုန်လုံးသွားမယ်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အခုလိုမျိုးလေးဒီလိုဘဝမှာအသက်ရှင်နေတော့မှာတရားကြောင်းနဲ့ဓမ္မတာထားပြီးတော့မှာပေါ့နော်ရှိနေတဲ့အခြေအနေတွေကိုဒါဖြတ်တန်းစိတ်ရှင်တာပေါ့လေအဲ့ဒီပုံစံမျိုးပေါ့ကျွန်တော်လည်းကြိုးစားပါတယ်ကျွန်တော်လည်းလူတွေပေါ်မှာနေပြီးတော့ပြိဿနေပေါ်မှာအကုန်လုံးပေါ်မှာပေါ့နော်ဒါဘဝမှာလူဖြစ်တဲ့အခြေမှာလူပိတာအောင်လို့ဒါအနေနဲ့ကြိုးစားနေရှိပါအားလုံးပေါ့မှာအာကိုယ့်ရဲ့ဟိုပါပေါ့နော်ဒါအမေတယောက်လိုပါပဲဟို အဲတကယ်ကိုပြုစုဆောင်တဲ့ဒီနေရာပေါ့လေဆိုတော့အားခံစားနေကြရတယ်ကျွန်တော်လည်းနေနေရတယ်ဆိုစိတ်မကောင်းပါဘူးကျွန်တော်လည်းမိသားစုနဲ့ထပ်လို့ဟိုမှာပြန်သွားရပါတော့ဆိုတော့တခုဆိုလို့ရှိရင်လည်းတကယ်ကျွန်တော်လည်းအနောက်ကနေပြေးရမှာရှိနေမှာပါဒီလမ်းကလည်းအားလုံးသွားမယ်လမ်းပေါ့လေတရားကြလို့ရှိရင်ဆိုတော့ဒါတအားကြီးလည်းဒီပဲတက်ပြန်စားနေရပြီပိုင်းလို့ပါတော့ပြီးတော့ဒါအွားတော့လည်းတကယ်ကတည်းကရင်းချမ်းသွားတယ်လို့ပြောတော့ပါတော့